မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေတခုခုကိုပေါ့နော်လို့ဖို့အရေးကြီးတယ်နော်လို့ပြောချင်တဲ့အခါမှာအသုံးပြုတယ်။ It's important to ။ Okay သူရဲ့အသုံးပြုပုံလေးကိုရှင်းပြပေးချင်ပါတယ်ရှင်။ Okay ကျွန်တော်တို့ပေါ့နော်တစုံတစ်ခုကိုပြုလုပ်ဖို့အရေးကြီးတယ်နော်လို့ပြောချင်တဲ့အခါမှာဆိုရင် It is important to plus base verb. Okay base verb ကဘဝမ်းမှုရင်းကိုပြောတာပေါ့နော်။ Okay ဥပမာအနေနဲ့ဆိုလို့ရှိရင် It's important to study every day. နေတိုင်းနေတိုင်းစာချက်ဖို့စာလေးလာဖို့လိုတယ်နော်ရေးကြည့်ရနော်ပေါ့အိဗေက is important to drink enough water ရေကိုအလုံးလောက်တောက်ဖို့ရေးကြည့်ရနော်ပေါ့နော်နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် is important to be honest ရိုးသားဖို့အရေးကြီးတယ်နော်ပေါ့ဒီနောက်မှာကျတော့ကျွန်တော် honest ကကျွန်တော် adjective ဖြစ်လို့ be လေးခက်လိုက်တာ based of form ဖြစ်သွားအောင်ပေါ့နော်ဒါပေမဲ့နောက်တစ်ခု is important to be on time အချိန်မှန်ဖို့အရေးကြီးတယ်နော် โอเคเนาะအဲ့တော့ကျွန်တော်တို့ပေါ့เนาะတခုခုပြုလုပ်ဖို့အရေးကြီးတယ်ဆိုရင် it is important to plus base verb အဲ့ဒီနေရာမှာတယောက်ယောက်အတွက်ပေါ့เนาะတခုခုလုပ်ဖို့အရေးကြီးတယ်เนาะလို့ပြောချင်တယ်ဆိုလို့ရှိရင်ကြတော့ it's important for plus someone plus to plus base verb โอเคဥပမာအနေနဲ့ဆိုလို့ရှိရင် it's important for students to review their notes ဟောင်းသားတွေအတွက်ဆိုလို့ရှိရင်သူတို့ရဲ့လေ့ကျင့်ခန်းတွေကိုမှတ်ချက်ပြန်ပေးဖို့အတွက်အရေးကြီးပါတယ် ။နောက်ကျွန်တော်ဒီနားလေးမှာပေါ့နော် is important to အစားပေါ့နော် it's necessary to it's helpful to it's good to ဆိုပြီးတော့လဲသုံးလို့ရပါတယ်ရှင့်။ဒါပေမဲ့ is important to ကတော့ပို့ပြီးတော့ formal ကြပြီးတော့ပို့ပြီးတော့ strong ကကျွန်တော်ပို့ပြီးတော့လေးနဲ့တယ်ပေါ့နော်။အဲ့လိုခါမှာတော့ is important to ကပို့ဖြစ်ပါတယ်တဲ့။ Okay အဲ့တော့အားလုံးပဲရှင်းသွားပြီထင်ပါတယ်ရှင့်။ကျေးဇူးများကြီးတင်ပါတယ်ရှင့်။